မလေးရှားမှာရှိတဲ့စားတောက်ဆိုင်နှစ်ဆိုင်ကိုအော်ပရာစီဝင်ဆက်ရာ၃နှစ်ရွယ်ကလေးငယ်တို့အပေါင်းဝင်မြန်မာ30ဦးဖမ်းဆီးခံရတယ်လို့မလေးရှားအခြေစိုက်သတင်းတွေမှာဖော်ပြခဲ့ပါတယ်။မလေးရှားနိုင်ငံဂျိုဟိုပြည်နယ်ကိုလိုင်းအင်တာပိုရာမှာရှိတဲ့စားတောက်ဆိုင်နှစ်ဆိုင်ကိုအော်ပရာစီနဲ့ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီးမြန်မာအပေါင်းဝင်တခြားနိုင်ငံသားတွေလည်းဖမ်းဆီးခံရတာဖြစ်ပါတယ်။ဂျိုဟိုပြည်လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံသား143ဦးကိုစစ်ဆေးရာအထောက်အထားမရှိသူ62ဦးကိုဖမ်းဆီးရမိကြောင်းဖမ်းဆီးခံရသူတွေမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသား3ဦး၊အင်ဒိုနီးရှားနိုင်ငံသား9ဦး၊မြန်မာနိုင်ငံသား30၊နီပေါ်နိုင်ငံသား1ဦး၊တရီလင်္ကာနိုင်ငံသား1ဦး၊အိန္ဒိယနိုင်ငံသား2ဦး၊ဗီယက်နမ်အမျိုးသမီး2ဦး၊အင်ဒိုနီးရှားအမျိုးသမီး3ဦး၊မြန်မာအမျိုးသမီး14ဦးနဲ့မြန်မာအမျိုးသမီးကလေးငယ်2ဦးပါဝင်ကြောင်းမလေးရှားလူဝင်မှုကြီးကြပ်ရေးကထုတ်ပြန်ထားပါတယ်။ အစောပိုင်းသောတောက်ဆိုင်နှစ်ဆိုင်မှာဖမ်းဆီးရမိသူတွေဟာတရားဝင်ပါမစ်မရှိဘဲလုကင်နေတာဖြစ်ကြောင်းအော်တိုဝါ၁၂ရက်ည9နာရီခန့်မှာဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဂျိုဟိုးပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနကဒါရိုက်တာကဖမ်းဆီးခံရသူတွေကိုတရားဝင်ခီးသွားစာရွက်စာရဲမရှိတာ၊ဗီဇာသက်တမ်းကျော်လွန်နေထိုင်တာ၊ဗီဇာတွေကိုအလဲသုံးစားလုပ်ပြီးတရားမဝင်အလုပ်လုပ်ကိုင်တာအပေါင်းဝင်အမျိုးမျိုးသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြစ်မှုတွေနဲ့တရားစွဲဆိုထားတယ်လို့ပြောကြားခဲ့ပါတယ်။